နိုင်မရှင်များအားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်တို့ထိုင်စင်20နှစ်မြုပ်ကိုပြန်လည်ပြပတ်တော်မှာဖြစ်ပါတယ်ကျွန်တော်ပြခဲ့တဲ့တပတ်မှာထိုင်စင်6လုံး20နှစ်မြုပ်ပါတော့အဲ့ဒီမှာတော့တပင်ပဲ okay တယ်ပါတော့ဒီတစ်ပတ်မှာတော့ကျွန်တော်ထိုင်စင်5လုံး20နှစ်မြုပ်ကိုကျွန်တော်မရှင်များတူတူလေ့လာကြည့်အောင်ပါတော့ဒီ နှစ်နှစ်တပင်ကနေရှင်းလေးသုံးတပင်ကိုလေ့လာကြအောင်ရှင်းနှစ်နှစ်ပေါင်း20နှစ်တလုံးကြံမယ်ရှင်းနှစ်6ပေါင်းနာက74တီ3နှစ်တီနှစ်နှစ်ပေါင်း85ဆိုတဲ့အတွက်ဒီနှစ်နှစ်4ပေါင်းရှင်းတီ6 6နှစ်5ပေါင်း73ရတယ်ပေါ့နော်အဲ့ဒီတစ်ကိုဒီနှစ်ပေါ့နော်နှစ်ကိုကြောင်းမှာ3နှစ်ထပ်ပေါင်းနာ5 6ပေါ့နော်ပြီးရင်သူ့ကိုနှစ်နှစ်ထပ်ပေါင်းနာ8တင်းနဲ့9 6 8ထိ9လုံးထဲက8 4 3ဖြစ်ပါတယ် ရှင်းလေးတောင်းရှစ်ထိပ်ဖြစ်ပါတယ်ခင်ဗျာရှစ်ထိပ်ရှစ်လေးတောင်းပေါ့နော်တပန်းကျွန်တော်ဒီရှစ်လေးတောင်းကနေထပ်ပြီးလေ့လာကြည့်အောင်ဒီ6လေးပေါင်း30ရှစ်တလုံးကြာမယ်63.78ရှင်းနဲ့တက်ပေါင်းရှင်ကိုဒီ9နဲ့ဒီ2နဲ့က71ဆိုတဲ့အတွက်9 30 10 10ရှစ်တလုံးရမယ်ပေါ့နော်အဲ့ဒီရှစ်ကို9ကို3ပေါင်းတာ7နဲ့ 3နှစ်ပေါင်း5 69နှစ်35ထိပ်မှ663ဖြစ်ပါတယ်။ဒါကြောင့်မို့ချစ်ထိတ်စီပေါ့နော်။ Okay နောက်ထပ်ဒီနေ့အတိုင်းပဲထပ်လေ့လာကြအောင်။ဒီ68ဒီ76ပေါင်း14ပေါ့နော်။69ပေါင်းသာ73နိနေကြိမ်လေးကိုတင်နေပေါင်းတာ9နိနေနေပေါင်း၄ 3968ရှင်းလေးဆက်နှစ်ရာတွေအတွက်ကြောင့်မို့နေ3 3ကို3ပေါင်းတာဆိုရင်6ခွန်းခွန်းကိုလည်းနေပေါင်းကိုနေ3 6ခွန်းကိုထိမ့်မှာနေ3ည9ဖြစ်ပါတယ်။ဒါကြောင့်မို့နေထိတ်စီဖြစ်ပါတယ်ခင်ဗျာ။ Okay နံပါတ်၄ဒီနေ3ည9ဒီပင်ကနေဆက်ပြီးတင်လာကြည့်အောင်ပါခင်ဗျာ။3နဲ့နေပေါင်းခြင်း5 4နဲ့6ပေါင်း10 4နဲ့7ပေါင်းခြင်း5 တင်ငါနဲ့မိနစ်နဲ့ပေါင်းတာခုနှစ်ဆိုတော့ငါငါပေါင်း30ခုနှစ်တလုံးຢာတွေအတွက်ကြောင့်မို့ခွန်ရှိရှစ်ကို3ပေါင်း7 7စနစ်နှစ်ကို2ပေါင်း4ခွန်ရှိတင်းနေလေးထိတ်စီထဲကခွန်ခွန်ကိုဆိုတဲ့အတွက်ခွန်ထိတ်စီပဲဖြစ်ပါတယ်ဟုတ်ကဲ့ကျွန်တော်ခွန်ခွန်ကိုတပင်ကနေထပ်ပြီးလေ့လာကြအောင်ဒီခုနှစ်နှစ်ကြိမ်ပေါင်းတာက14ဖြစ်ပါတယ်ဗောနော်အနည်းရောင်လေးနဲ့ရိပ်မယ် လေပြီးရင်9130 93ဘောင်းတာစနစ်9နဲ့နဲ့က73ဆိုတော့4နဲ့နဲ့ဘောင်း6 68ခွန်ခွန်ရှိတင်းနေသေးပဲထပ်ပြီးရနေတယ်ဗောနော်ရှစ်ကို3ဘောင်းတာ73 2ကို2ဘောင်းတာ4အဲ့ဒီမှာနောက်ထပ်တစ်ပြေမှာခွန်3ည3ညဖြစ်ပါတယ်အဲ့ဒီမှာလေခွန်ထိတ်စီပဲဖြစ်ပါတယ်အရှိဆုံးကနန်းထိတ်စီဖြစ်ပါတယ်ဗောနော်โอเคနောက်ထပ်ဆက်ပြီးလေ့လာကြည့်အောင် တင်ငါခွန်ကဆက်နေရတယ်လေလေငါပေါင်ကိုကိုတပေါင်ချင်း30ဖြစ်မယ်ပေါ့နော်အရှင်းနဲ့နှစ်ပေါင်လေး30ဆိုတဲ့အတွက်နှစ်နဲ့၃ညနဲ့ပေါင်ရှင်းနေရတယ်ပေါ့နော်နှစ်၃၃ကို၃ပေါင်6ခွန်ခွန်ကိုနှစ်ပေါင်ကိုနှစ်၃6ခွန်ကိုထိမ့်ပါ3ခွန်ခွန်ဖြစ်ပါတယ်ခင်ဗျာဒါကြောင့်မ3ထိပ်စီဖြစ်ပါတယ်နံပါတ်9 သုံးခွန်ပေါင်းရှင်းသည်30ဖြစ်ပါတယ်ပြီးရင်အရှိမ၄နဲ့ပေါင်းတော့34နေပဲရည်မယ်နေနဲ့ချစ်ပေါင်း30နေတလုံးကြံမယ်3နဲ့နေပေါင်းငါ၄နှစ်ချောင်းရှောင်းငါဆက်တည်ရတဲ့အတွက်ကြောင့်မို့တစ်ကိုတစ်တူတာနှစ်နှစ်ကို၃ပေါင်းရှင်းငါ၆၆ကိုနှစ်ပေါင်းရှင်း၈တင်းနှင်းငါရှောင်း၈ထဲက၈၉လေးဖြစ်ပါတယ်၈ထိပ်စီးဖြစ်ပါတယ်ခင်ဗျာ တပင်ကျွန်တော်ဒီ69လေးတပင်ကနေထပေးလေးလာကြအောင်69ကို130ဖြစ်တလုံးရမယ်နှစ်ကို130တင်းလေးပေါင်း5ပေါ့နော်တုံညာနဲ့နှစ်ပေါင်းရှင်းနှစ်ရှင်းနှစ်30 5တလုံးကြံနေအတွက်ကြောင့်မို့56 6ကို3ပေါင်းရှင်းဒီကိုတုံညာတုံညာကိုနှစ်ပေါင်းနှစ်56ကိုတုံညာနှစ်မှာ963ဖြစ်ပါတယ်963ဒါကြောင့်မို့5ထိပ်စီဖြစ်ပါတယ်ခင်ဗျာ โอเคตะแผ่นจิน963นี่ทะบีเลลาจิมั้ยบ่เนาะ990 60ตะโหลงยามั้ย990 90นิดบางขွန်ขွန်นิดบางนะกู996 6นิดบางชินเสร็จนี่ยามั้ยบ่เนาะနေ့3 6ခွန်9ထိတ်စီရမှာဖြစ်ပါတယ်ခင်ဗျာနေ့3 6ခွန်9ထိတ်စီ9လုံးထဲက68ခွန်6ထိတ်စီဖြစ်ပါတယ်68ခွန်ဆိုတဲ့အတွက်ကြောင့်မို့ဒီမှာ6ထိတ်ပေါ့နော် โอเคနောက်ထပ်6နာချိန်ပေါင်းရှင်းဒီစနစ်နေ့နဲ့ရှင်းပေါင်းရှင်းတက်စေတုံများဖြစ်မယ်ပေါ့နော်63 28 9နဲ့ပေါင်းတာ73တုံများနဲ့နှစ်ပေါင်းနှစ်ဆိုတော့တုံများ3နဲ့ပေါင်းရှင်း5 5 6 9တုံများနဲ့ထိပ်စီးဖြစ်မယ်ပေါ့နော်အဲ့ဒီမှာတော့နေ့နေ့ခွန်ဖြစ်ပါလေနေ့နေ့ခွန်ဆိုရတဲ့နေ့ထိပ်စီးဖြစ်ပါတယ်ခင်ဗျာโอเคနေ့နေ့ခွန်တပင်ကနေ388တပင်ကိုထပ်ပြီးလည်လာကြအောင် နှစ်နှစ်ကြိမ်လေးရှောင်းနေပောင်းရင်30 5နဲ့ဒီ10ပောင်း73 3နဲ့3ပောင်း6လေးနှစ်ပောင်းချင်းလဲ6ဆိုတဲ့အတွက်6နဲ့6ပောင်းချင်းစနစ်ရတယ်ပေါ့နော်နှစ်3 3ကို3ပောင်း6ခွန်ခွန်ကိုနှစ်ပောင်း9နှစ်3 6ခွန်9ထဲက3 8ဆိုတဲ့အတွက်3ထိပ်စီဖြစ်ပါတယ်3ထိပ်3 8နှစ်ဖက်ကျွန်တော်ဒီ3 8 7တင်းနဲ့တက်ပောင်းနေပေါ့နော် ဒီ6နှစ်ကြိမ်ဆက်နှစ်ရှင်းနေပိုင်း20ရှစ်တလုံးရမယ်6နှစ်နှစ်ပေါင်းရှင်းရှစ်ဆိုတဲ့အတွက်နေနဲ့10ပေါင်း20ရှစ်တလုံးကြံတဲ့အတွက်ကြောင့်မို့89ကို3ပေါင်းရှင်းဆက်နှစ်3 3ကိုနှစ်ပေါင်း5 6935ထက်က339ဖြစ်ပါတယ်3ထိပ်စီပေါ့နော်3ထိပ်339ဖြစ်ပါတယ်53ပေါင်း8 910ခွန်တေပေါင်း8 tin nê cả tàu rồi để đoạn cháu cháu nên tông bằng cô nhà mà bọn nó cô tàu nhá tông bằng nó tàu lê lê còn nê bằng cháu cô tàu nhá tông đi cháu mà tàu nga nê rồi để đoạn ai mà đấy tông thấy gì tông chỉnh sẽ đẩy bọn nó ok thì sẽ tự chỉnh được cả nga nga tự sẽ tông được lâu nhà mẹ cháu cháu nên cô bằng sáng á lê nên nê bằng cháu rồi để đoạn 5677တိတ်ကို3ပေါင်းလေးရမှာဖြစ်ပါတယ်။ဒါကြောင့်မို့ကျွန်တော်ဒီလေးကိုတိတိုးတာက5 5ကို3ပေါင်းတော့6 9ကို2ပေါင်းတာ7တိတ်9 5 6 9တိတ်ထိပ်စီ5လုံးရမှာဖြစ်ပါတယ်ခင်ဗျာ။ကျွန်တော်ဒီ643 863 239ကို009 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 0569891ထိပ်စီဖြစ်ပါတယ်0569891ထိပ်စီဖြစ်ပါတယ်ဒါကတော့ကျွန်တော်ထိပ်စီနံပါတ်1ဖြစ်ပါတယ်ခင်ဗျာထပ်ပြီးတော့20နံပါတ်2ကိုလည်းကျွန်တော်တို့အတူတူလေ့လာကြည့်မယ်ပေါ့နော်โอเคဒါ၄ကတော့ကျွန်တော်ထိပ်စီတွေ့တဲ့နည်းနံပါတ်နည်းဖြစ်ပါတယ်သူလည်းထိပ်စီ၅လုံးဖြစ်ပါတယ်ခင်ဗျာโอเคတူတူလေးလာကြည့်အောင်ပါเนาะလေး0569891 9ချောင်းဆက်လေး3နဲ့10ပေါင်းရှင်းရှင်းဒီ9နဲ့10ချောင်းဆက်ပေါ့နော်ရှင်းနဲ့3ပေါင်းဆက်တဲ့3နဲ့ဒီအပေါ်မှာလေးနဲ့ပေါင်းတော့9ဖြစ်ပါတယ်လေး653 3နဲ့ဒီ4ပေါင်းရှင်း900လေးပေါ့နော်ခွန်8ရှေ့ကို3နှစ်ပေါင်းရှင်း30 3မြောက်ကို3ပေါင်း3လေးပေါ့နော်ခွန်ချစ်တုံညာ3လေးထိပ်စီထဲက8လေး3ဆိုတဲ့အတွက်8ထိပ်စီဖြစ်ပါတယ် သူ့ကိုလည်းချင်းလေးတောင်းကနေကျွန်တော်စာပြီးလေလာကြည့်တာဖြစ်တယ်ဗောနော်โอเคနောက်ထပ်ဒီ9နဲ့ကျင်ဆက်ရှင်တင်းနဲ့6ပေါင်းရှင်းက9 9နဲ့ဒီ4ပေါင်းနာ73ဆိုတော့ခွန်30 8တလုံးရာတွေအတွက်ကြောင့်မို့89ကိုကိုနင်းနဲ့ပေါင်းနာ73တိကို3ပေါင်းရှင်း၄5 89 5ထိတ်သက်က863ဆိုတဲ့အတွက်ကြောင့်မို့ချစ်ထိတ်စီဖြစ်ပါတယ် ရှစ်ထိပ်စီရှစ်လျှောက်တုံးပါနော်နောက်ထပ်ဒီခုနှစ်နှစ်ကြိမ်ပေါင်းရှင်းဆက်တဲ့တင်းနဲ့နှစ်ပေါင်းရှင်းတုံးနိနဲ့ရှစ်ပေါင်း၁၀ရှစ်လေးပေါင်း၁၂ရမယ်ပါနော်၃နှစ်နဲ့နှစ်ပေါင်းရှင်း၅၅နဲ့၄ပေါင်းရှင်း၉ဖြစ်ပါတယ်โอเค၉တုံညာနိနဲ့ပေါင်းတော့နိနှစ်ကို၃ပေါင်းတော့၅၆ကိုယ်တုံများ196ထိပ်မှာနှစ်တုံညာ9ဆိုတဲ့အတွက်နှစ်ထိပ်ရှိဖြစ်ပါတယ် โอเคနှစ်တော်များကိုကနေခွန်ခွန်ကိုတပင်ကို လေလာကြည့်အောင်တင်းလေးပေါင်းတာကဒီ3နှစ်ချိန်6 6 4 35ကတုံးချန်တဲ့အတွက်9နဲ့9နဲ့ထပ်ပေါင်းတော့30တ1ကိုနှစ်ပေါင်း3 3ကို3ပေါင်း6ခွန်တုံးနာတုံး6ခွန်ထဲကခွန်ထိတ်စီခွန်ခွန်ကိုဖြစ်ပါတယ်โอเคနောက်ထပ်တပြင်ပါတော့ဒီ9နှစ်ချိန်ပေါင်းရှင်းဒီ7ဖြစ်ပါတယ် 39ကစနစ်ဒီ43စနစ်9နဲ့ပေါင်းတာ7ဆိုတော့၄နဲ့၄တဲ့5 9နဲ့ပေါင်း9ဖြစ်ပါတယ်ခွန်း6နှစ်ကို3ည3လေခွန်း6တုံည3လေးထက်ကခွန်း3ည3ညဆိုတဲ့အတွက်ကျွန်တော်အဲ့ဒီမှာခွန်းထိပ်စီဖြစ်ပါတယ်ခင်ဗျာနောက်ထပ်ကျွန်တော်ဒီ6နှစ်ချိန်ပေါင်းရှင်းဒီ16ဖြစ်ပါတယ်တင်းနဲ့နှစ်ပေါင်းရှင်းဒီ3ပါနော် တင်တဲ့ဒီမြင့်နဲ့ပေါင်းတာ3 7324လေးနဲ့ပေါင်းရှင်းရှင်းဖြစ်ပါတယ်3 8 7 3တင်တဲ့6ပေါင်း900ရောက်မှာဖြစ်ပါတယ်ခွန်း6 3 9 3ပဲထပ်ပြီးရောက်မှာဖြစ်ပါတယ်ခင်ဗျာအဲ့ဒီမှာ3 0 0ဖြစ်ပါတယ်ဒါကြောင့်မို့တုံးထိပ်စီဖြစ်ပါတယ်ခင်ဗျာတုံးထိပ်စီ3 0 0နောက်ထပ်တပင်ဒီ3 0 0တပင်ကနေ6 9လေးတပင်ကိုထပ်ပြီးလေ့လာကြည့်အောင်လားခင်ဗျာ ခွင်းနဲ့ကြိမ်ပေါင်း၁၄၊သုံးများနဲ့နှစ်ပေါင်း၁၃၊၆နဲ့၄ပေါင်း၁၀၊၃၆ပေါင်း၉ဆိုတဲ့အတွက်နင်း၉၁၄၄ပေါင်း၅ရောင်ဖြစ်ပါတော့နော်။၅၆၆ကိုနှစ်ပေါင်း၈၈၃၅၁၁၁နှစ်အဲ့ဒီမှာ၈၉လေးဖြစ်ပါတယ်။ရှစ်ကိုလေးဆိုတဲ့အတွက်968တင်းနေတဲ့ကချစ်ထိတ်စီရှစ်ကိုလေးဖြစ်ပါတယ်။နောက်ထပ်တစ်ပင်ရှစ်နှစ်ကြိမ်ပေါင်းတာ16ဖြစ်မယ်ပါနော် လေးတက်က9ဖြစ်ပါတယ်ခုနှစ်နာချိန်လေးကို၄နာပေါင်းတော့ရှင်း6နာ9ပေါင်း7တက်ရှင်းပေါင်း9ဖြစ်ပါတယ်9 3များ3များကို2ပေါင်းတာ2 2ကို3ပေါင်းတာ9 9ကို2တူတာ6 9တို့များနဲ့96မှာ9ထိပ်စီ963ဖြစ်ပါတယ်။ Okay ၅လုံးထဲကတစ်လုံးပေါ့နော်9ထိပ်စီ963ဒီခုနှစ်နှစ်ကြိမ်ထပ်ပေါင်းတော့၄ဖြစ်ပါတယ်ပေါ့နော်။နင်းနဲ့၅ပေါင်းတာက9 လေး၃၄နှစ်နှစ်ခွန်ပေါင်း၉လေးခွန်၁၇တင်းနဲ့၉ပေါင်း၃၀ဖြစ်မယ်ပေါ့နော်။၃များတိတိကွန်၄ပေါင်း၃၃၃ပေါင်းချင်း၆ခွန်။၃များတိ၃၆ခွန်ထက်က၆၈ခွန်ဆိုတဲ့အတွက်၆ထိပ်စီဖြစ်ပါတယ်။နောက်ထပ်ဒီ၉နှစ်ကြိမ်၁၈ဖြစ်ပါတယ်။၆နှစ်ကြိမ်၁၂နှစ်နဲ့ဒီ၄ပေါင်းချင်း၆ချင်းနဲ့နှစ်ပေါင်း၃၆သလုံးရတဲ့အတွက်ကြောင့်မို့၆ခွန် ခွန်ကိုနှစ်ပေါင်းရှင်းဒီ9 9 3 9 7 7အဲဒီမှာနှစ်နှစ်ခွန်ဖြစ်ပါတယ်ခင်ဗျာနှစ်နှစ်ခွန်ဆိုတဲ့အတွက်6ခွန်9နှစ်3ထဲကနှစ်ထိပ်စီဖြစ်တယ်ပေါ့နော်နောက်ထပ်ဒီ6နှစ်ကြိမ်ဒီ7နှစ်ဖြစ်ပါတယ်9လေးက9 4လေးဒီ16ဖြစ်သွားမယ်ပေါ့နော်9 6 15 9နဲ့နှစ်ပေါင်းရှင်း9ရမှာဖြစ်ပါတယ်။ဒါကြောင့်မို့ခွန်ရှိ ရှစ်ကိုနှစ်ပေါင်းတော့30 3ညကိုလေး3နဲ့ထပ်ပေါင်းတော့34ခွန်ရှစ်တုံညာ3လေးမှာ3ထိပ်စီ388ဖြစ်ပါတယ်။ Okay 388တပင်ကနေနောက်ထပ်တပင်ပေါ့နော်3နဲ့ကြိုင်6 6နဲ့8ပေါင်းတာက14 6နဲ့4ပေါင်းချင်းတက်စီ1နဲ့ကြိုင်2ဖြစ်ပါတယ်6နဲ့4ကတက်စီ2တလုံးချန်တဲ့အတွက်2 3 3ကို2ပေါင်းက9ကို3ပေါင်း8 9 အဲ့ဒီမှာတော့339ဖြစ်ပါတယ်။3ထိပ်စီပဲပေါ့နော်။ဒီ3နဲ့တဲ့နဲ့ချိန်ဒီနေ့ခွန်တက်ကချစ်ကိုတေတစေကိုလေးပေါင်း83ရာတည်းအတွက်နေရှိတစေ3လေးလေးကိုနေပေါင်းတော့6 63ပေါင်းချင်း9 3ညာ3469တုံညာထဲက3 9နဲ့3ထိပ်စီပေါ့နော်။ ဆက်တဲ့ချိန်အတွက်ကျွန်တော်ဒီနေ့တိုင်းပဲဆိုရင်ပေါ့နော်9နှစ်ချိန်ဒီဆက်ချင်း3ညနဲ့3ပေါင်းချင်း3ဒီ3နှစ်ချိန်6 4ပေါင်း30ပေါ့နော်၄တလုံးရမှာဖြစ်ပါတယ်ရှင်းနဲ့6ပေါင်းချင်းလည်း14ပေါ့နော်ဆိုတော့၄ရှင်းနဲ့3ပေါင်းချင်းဒီ70ဖြစ်ပါတယ်တင်းနဲ့ဒီ4ပေါင်းချင်း9ရမှာပေါ့နော်ဒါကြောင့်မို့9 6 6ကိုနင်းနေပေါ့နော်ရှင်းရှိကော၃ပေါင်းတော့၁၁ဖြစ်ပါတယ်တိကော၁တူတော့၂ 9683တင်းထိတ်စီဆိုပြီးရတာဖြစ်ပါတယ်ပေါ့နော်ဒီမှာ၈လေးတော့၈၆၃၂၃ညာကို9900 3008965 6963 689နဲ့ခွန်3883ညာကို35နဲ့ဒီတစ်ပတ်မှာတော့20နံပါတ်နဲ့က968တင်းဆိုပြီးဖြစ်ပါတယ်ခင်ဗျာ968တင်းဆိုတဲ့အတွက်ကျွန်တော်20နံပါတ်တဲ့ကို20နံပါတ်နဲ့ကို ပေါင်တူထိတ်အစီအအနေနဲ့ပေါ့နော်လေးမပါဘူးဒီမှာ၅ထိတ်စီပါတယ်ပြီးရင်၈ထိတ်စီလည်းပါတယ်၉ထိတ်မပါဘူး၁ထိတ်ပါတယ်အတွက်ကြောင့်မို့ထိတ်20နှစ်ခုစလုံးမှာဆိုရင်တော့၅ချစ်တပေါင်တူထိတ်စီရတာဖြစ်ပါတယ်ဒါဒီကျွန်တော်20အရာပေါ့နော်20အရာပြန်လေးများဝေရှင်းတာဖြစ်ပါတယ်၅ချစ်တထိတ်စီ၃လုံးဖြစ်ပါတယ်โอเคကျွန်တော်ရဲ့ဗီဒီယိုကိုလည်းကြည့်ရှုအားပေးခဲ့တဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ခင်ဗျာ